ဟုတ်လို့စာသားတွေထဲမှာဗီဒီယိုထဲတဲ့နေလန်လေးကိုရှင်းပြမှာဖြစ်ပါတယ်။ရှင်းပြတဲ့အဆင့်တိုင်းကိုစာအနေဆုံးဒီဒီစာလေးလိုက်ပြီးတော့လေ့လာဖို့တော့လုပ်ပါလိမ့်မယ်။တကယ်လို့အဆင့်အဆင့်ကြံခဲ့ရင်အဆင့်ပြေပြေလုပ်လိုက်မှာမဟုတ်ဘဲနဲ့လိုအပ်ချက်တွေရှိနေမှာဖြစ်ပါတယ်။နောက်အဆုံးကျွန်တော်တို့ restock video လေးကို download လုပ်ထားဖို့လိုပါတယ်။ခုလိုချင်တဲ့ video လေးကို download လုပ်ဖို့အတွက်ဒီ excel.com မှာသိချိုက် video ဝက်ဖြစ်ဖြစ်ဘတ်ပုံနဲ့ဖြစ်ဖြစ်သိချိုက်အခမဲ့ license free နဲ့ download ရယူအောင်ပြင်နေပါတယ်။ရလာတဲ့ video လေးတပ်ပုံလေးကိုလည်း YouTube TikTok အစားရှိသဖြင့်ကြိုက်တဲ့နေရာမှာ license ပြင်ပြချက်တောင်းစီရမလို့ပဲနဲ့ free အနေနဲ့တောင်းနေမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်လုပ်ထားပြီးသား slide လေးဖြစ်ပါတယ်။စာလုပ်ဖို့အတွက်နောက်ထပ် slide တစ်ခုယူလိုက်မယ်။ဒီညမှာ right click new slide ပြီးရင်ဒါလည်းမလိုတဲ့အတွက် select နှပ်ပြီးတော့ချလိုက်မယ်။နောက်အောင်ဆုံးစာသားလေးတွေရေးဖို့အတွက် insert tag က dashboard ကိုယူပြီးတော့ကျွန်တော် welcome စာသားလေးရေးလိုက်မယ်။ဒါဟုတ်ပဲကျွန်တော် အဆင်ပြေမယ်ပေါ့မို့ပြန်လာရင်ပေါ့ပါသားအထူတဲ့ဟာကိုတောင်းရင်ပေါကောင်းပါတယ်ပေါ့သားထူတဲ့အခါကျတော့ကျွန်တော်ကျွန်တော်တို့ပြခြင်းတဲ့ဗီဒီယိုတွေကိုပို့ပြီးတော့ပမာဏကျကျပြနိုင်မှာဖြစ်ပါတယ်ဒါလေးကို font size ရနိုင်တယ်လို့အကြီးဆုံးဖြစ်အောင်ကြီးလိုက်နောက်ပြီးမှထပ်ပြီးတော့တက်ချင်လို့လည်းရပါသေးတယ်။ဘလော့တွေရသလောက်ပဲချင်ပါ။ပြီးရင်ကို download လုပ်ထားတဲ့ video ကို insert ထဲကနေ video list device လို့ရေးပြီးတော့ကျွန်တော်ထည့်ပါမယ်။ ဒီဝါကန်စာသားအတွက်ဒီရေးလိုက်လေးပါတဲ့ဗီဒီယိုကိုကျွန်တော်ရေးပြီးတော့လင်းဆက်လျော်လိုက်မယ်။ဒါကြောင့်ဗီဒီယိုကရောက်လာပြီ။သူ့ကို right click လုပ်ပြီးတော့ send to back နဲ့အနောက်ကိုပို့ပေးပါ။ပြီးဒီကားနဲ့ချိန်ချင်တယ်ဆိုရင်လည်းချိန်လို့ရတယ်။နောက်မှချိန်ရင်လည်းချိန်လို့ရတယ်။အဲ့ဒါကစာသားနဲ့နည်းနည်းဆက်ဆက်အရွယ်စာသိမကွာအောင်ချိန်လိုက်ပါ။ပြီးရင်ဗီဒီယိုကိုအရင်ဆက်လက်မှတ်ပါ။ပြီးတော့မှ control ပြထားပြီးတော့စာသားကိုကြည့်သွားလုပ်ပြီးတော့ဆက်လက်မှတ်လိုက်ပါ။ ီနေရာမှာကျွန်တော်တို့လိုအပ်တဲ့သူ့အတွက်အလိုလျောက်ခွင့်ပြုလာတာမရှိပါဘူးအဲဒါကြောင့် ribbon ရဲ့လွတ်တဲ့နေရာမှာ right click customize ribbon လို့ရေးပြရပါမယ်ပြီးရင်ဒီဘက်က popular comment အစားကြီးတဲ့တင်ပါပဲပေါ်နေပါစေဒါလေးကိုဖွင့်ချပြီးတော့ကျွန်တော်တို့က all comment လို့ရေးပြရပါမယ်အဲဒီ all comment တွေကမှကျွန်တော်ရေးရမှာက match shape ကိုရေးရမှာဖြစ်ပါတယ်အဲ့တော့ m နဲ့စတဲ့နေရာကိုသွားမယ် m ကြီးမှ shape ဒီမှာတွေ့ပြီဒါကိုကျွန်တော်လိုချင်တာဖြစ်ပါတယ်အဲ့ဒါကို အဆင်ပြေမယ် group တစ်ခုထဲမှာကျွန်တော်တို့ကရွေးချယ်ပေးရပါမယ်အဲ့လိုရွေးတဲ့ဟုတ်တော့ကျွန်တော်လောလောဆယ် home ရွေးလိုက်မယ်ပြီးရင် new group ဆိုပြီးတော့ရွေးပေးရပါမယ်ပြီးတော့မှဒီဘက်က select ဖြစ်နေတဲ့ဟာကို add button လေးနှိပ်ပြီးတော့အဲ့ဒီ new group ထဲမှာထည့်ပေးရပါမယ်ပြီးရနဲ့ okay နှိပ်လိုက်လည်းရပါပြီခုတော့မှတ်ထားပေးပါကိုထည့်ထားတဲ့ mask shape option လေးက home ထဲက new group ထဲမှာရှိပါတယ် okay နှိပ်လိုက်မယ် ပြီးရင်လောတာတွေလောက်ဖို့အတွက်ပြန်လုပ်ကြည့်ပါမယ်ပထမဆုံးဗီဒီယိုကိုဆက်လက်မှတ်ပါပြီးတော့မှ keyboard ကနေ control ပြင်လာပြီးတော့စာသားကို click သွားလုပ်ပြီးတော့ဆက်လက်မှတ်လိုက်ပါအဲ့ဒီချိန်မှာကျွန်တော်တို့စောစောလုံးကထည့်ခဲ့တဲ့ option လေးကိုသုံးလို့ရဖို့အတွက် home လေးက new group ဒီဘက်ညာဘက်အဆုံဆုံးမှာရောက်နေတတ်ပါတယ်တကယ်လို့ဒီဘက်မှာ꽌နေခဲ့ရင်လည်းညာလေးတစ်ခုပေါ်ပါလိမ့်မယ်အဲ့ညာလေးကိုနှိပ်ပြီးတော့ closing တဲ့ option ကိုဘယ်ဘက်ရအောင်ရှင်းလို့ရပါတယ်အခုဒီချိန်မှာ mask ထဲမှာကျွန်တော် intersect ကိုယူလိုက်ပါမယ် အရင်ကဗီဒီယိုရဲ့ channel အပိုင်းတွေကိုပိုင်းဖြတ်ပြီးတော့စာသားတွေကိုထည့်သွင်းလိုက်ပြီးဖြစ်ပါတယ်။ဒီချိန်မှာကိုလိုဂျန်သော size ကိုထပ်ကြည့်လို့ရပြီဖြစ်ပါတယ်။ကိုလိုဂျန်သော size ကိုထပ်ကြည့်ပါ။ပြီးရင်စာသားထဲမှာဗီဒီယိုတွေကကိုလိုဂျန်ရဲ့အစိတ်ပိုင်းတွေမပါဘူး။ကိုလိုဂျန်ရဲ့အစိတ်ပိုင်းတွေရဖို့အတွက်သူ့ကို slide လုပ်ထားတဲ့ချိန်မှာအပေါ်ကဗီဒီယို format ဆိုတဲ့ tab ကိုဖွင့်လိုက်ပါ။ပြီးရင် crop ကိုရေးပြီး click နေပါ။ပြီးရင်ဗီဒီယိုကိုအောက်ကနေအပေါ်ဒါမှမဟုတ်ရင်ထပ်ချက်အားချုပ်တာ ားလုံးစီမံခန့်ခွဲလို့ရပြီဖြစ်ပါတယ်ကျွန်တော်ကတော့ရေလိုင်းလေးဒီနားရအောင်လုပ်လိုက်မယ်ဖိတ်ကြက်ရပြီဆိုရင်ကျွန်တော်ဘေးမှာကလစ်နဲ့လိုက်မယ်ပြီးရင်ကျွန်တော်တို့ကဗီဒီယိုကို auto play လုပ်ချင်တာလားဒါဆိုရင်သူ့ကိုဆက်လက်မှတ်ပါဗီဒီယို format ရဲ့ညာဘက်မှာ playback ဆိုတဲ့ tab ရှိပါတယ်အဲဒါလေးကိုကလစ်နဲ့ပါပြီးရင်ဒီဘက်က video option ဆိုတဲ့ group ထဲမှာ start ဆိုတဲ့ option မှာဖွင့်ချပြီးတော့ automatically ကိုရေးပေးရပါမယ်ဗီဒီယိုကတူတယ်ကိုပြချင်တဲ့အချိန်ကကြာတယ်အဲ့တော့ ပြန်ပြန်ပြီးစနိုင်ဖို့အတွက်ဆိုရင်ဒီနေရာမှာ loop and desktop ဆိုတဲ့ option ကိုချက်ခွန်လာပေးဖို့လိုပါတယ်။နည်းနည်းပို့ပြီးကြည့်ကောင်းအောင် slide background ကိုကျွန်တော်ပုံမှန် background ကနေ variant fill ဒီချင်းတွေပဲထားလိုက်ပါမယ်။ဒီတိုင်းလေးထားလိုက်မယ်။ပြီးရင်ကျွန်တော်ဒါလေးကျွန်တော်တိတ်ထားလိုက်မယ်။ပြီးရင်စာချုပ်အသေးလေးအနောက်တစ်ခုထပ်ထည့်ပါမယ်။ဘာကြောင့်လဲဆိုတော့အခုဖြစ်လာတဲ့အချိန်မှာပြရတဲ့အခါမှာစီမံခန့်ခွဲဖို့လိုအပ်ချက်လေးတွေလည်းရှိပါတယ်။စာသားနောက်တစ်ခုထပ်ထည့်ဖို့အတွက် insert ထဲက dashboard ပဲရွေးလိုက်မယ်။ ရေရှည်လေးဆွဲလိုက်မယ်ဒီကုလုံးကိုအောင်မနဲ့ရွှေလိုက်မယ်ဒီမဆိုင်မှာပါတဲ့အောင်ဆုံးကစာချောင်းလေးလေးကတော့မထည့်ရပါဘူးပြီးရင်လည်းဒါကိုလည်းစစောကနီလန်တိုင်းနဲ့သူ့နောက်မှာထဲဖို့အတွက်ဗီဒီယိုကိုအရင်ထည့်ပါမယ် insert ထဲကဗီဒီယို this device ပြီးရင်ထည့်ခြင်းနဲ့ဗီဒီယိုကို select လုပ်ပြီးတော့ရွှေထည့်လိုက်မယ် ဒီနေရာမှာတစ်ခုပြောချင်ပါတယ်။ Ethernet ကဗီဒီယိုတွေဒေါင်းလုဒ်လုပ်တဲ့အခါမှာရလာတဲ့ဗီဒီယိုရဲ့ format ကို Microsoft PowerPoint က Insert Video Testify အစရှိတဲ့ချက်အဲ့ဒီနဲ့အချိန်မှာသူလက်ခံလို့ရတဲ့ format မဟုတ်ဘူးဆိုတော့ notification လေးပေါ်လာတတ်ပါတယ်။အဲ့ဒီခါကျရင်အဲ့ဒီဗီဒီယိုကိုကိုယ့်ရဲ့ camera မှာ format factory တောင်းပြီးတော့ MP4 အမျိုးအစားကိုကြောင်းလိုက်ပါ။ဒါကျရင်ရလာပါလိမ့်မယ်။ MP4 အမျိုးအစားကိုကြောင်းပြီးတော့မှပြန်ပြီးထည့်သွင်းရင်အဆင်ပြေလာမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကို ငါပို့လိုက်မယ် right click send it back ပြီးရင်ဗီဒီယိုကိုအရင်ဆက်လိုက်မှာပဲပြီးတော့မှာ keyboard ကနေ control ပြထားပြီးတော့စာသားကို click လုပ်လိုက်ရင်နောက်ခုလုံးဆက်လိုက်မှာပြီးတာဖြစ်ပါပြီဒီချိန်ဒီမှာကျွန်တော်တို့စစောတော့ဟာထည့်သွင်းထားတဲ့ option လေးက home နဲ့ကညာဘက်ဆုံးဆုံးမှာ machine အဲ့ဒါကအင်တာဆက်ကိုကျွန်တော်ရွေးလိုက်တယ်။ဒါဆိုရင်ဗီဒီယိုလေးကိုပိုင်းဖြတ်ထုတ်ပေးတာဖြစ်သွားပါပြီ။ဒီထဲမှာဒီဘက်ချမ်းကမင်းနေတယ်။အစံပြေးတာရှိတာတွေပြန်ချိန်မှုအတွက်သူ့ကို select ဖြစ်နေတဲ့အချိန်မှာ ဗီဒီယို format ထဲကိုသွားပါ crop ကိုရေးပါပြီးရင် zoom လေးနည်းနည်းလျှော်ပြီးတော့ကျွန်တော်ဗီဒီယိုကိုနည်းနည်းဆွဲချလိုက်မယ်ဒါဆိုရင် luminous sparkle လေးတွေစာသားရဲ့ area ထဲမှာပါလာမှာဖြစ်ပါတယ် collagen နဲ့အတိုင်းရပြီဆိုရင်တော့ဘေးမှာပြန်လင်းလိုက်တာနဲ့အတိုင်းဖြစ်ပါပြီသူ့ကိုလည်းပထမစာသားကိုလုပ်တယ်လို့သူ့ကိုဆက်လက်မှတ်ပါပြီးရင် playback ထဲကိုသွားပြီးတော့အလိုလျောက်စတင်လာဆိုရင် start option မှာ automatically ရွေးရပါမယ် တစ်ခါတစ်ခါပြခြင်းနဲ့ဆိုရင် loop and stop မှာချက်ခွန်ပေးဖို့လိုပါတယ်။ဒီရှင်နေမှာတော့ PowerPoint ကဒီဗီဒီယိုကိုအရင်ကြောက်မှာဖြစ်ပြီးတော့ဒီဗီဒီယိုကိုနောက်မှာပြန်မှာဖြစ်ပါတယ်။ဒါကိုသူတို့ကခုလုံးတပြိုင်တည်းတည်းပြခြင်းနဲ့ဆိုရင် animation တွေက animation ပိန်ကိုပန်းလိုက်ပါ။ဘယ် animation တွေကဘယ်ဗီဒီယိုနဲ့သက်ဆိုင်နေစရာဟုတ်ကျွန်တော်တို့ရွေးချယ်ဖို့ခန့်နေတဲ့အခြေအနေမျိုးမှာအပေါ်ကစာအုပ်ကိုကျွန်တော်ဆက်လက်လုပ်လိုက်မယ်။ဒါဆိုရင်သူနဲ့အားနဲ့အားတွေကိုပြမယ်။ ောက်ကစာလောက်ကိုကျွန်တော်စလိုက်လုပ်လိုက်ရင်သူနဲ့ဆိုင်တဲ့ဟာတွေကိုပြမယ်အဲ့တော့အပေါ်ဟာလည်း automatic လုပ်ထားပြီးပြီအောက်ကဟာလည်း automatic play လုပ်ထားပြီးပြီဒီချိန်ဒီမှာအောက်ကစာလောက်ကိုစလိုက်လုပ်ထားတဲ့အချိန်မှာသူနဲ့ဆိုင်တဲ့ animation တွေကိုစလိုက်လုပ်ပြနိုင်မယ်အဲ့ဒီအချိန်ဒီမှာပဲဒီဘက်က option လေးကိုဖွင့်ချပြီးတော့ start with previous လို့တက်မှာလိုက်ရင်အပေါ်ဟာစာလောက်နဲ့အောက်ကစာလောက်ရဲ့အဲမှာရှိတဲ့ video တွေကအလိုလျောက်ဒီဇိုင်းနဲ့ပြမှာဖြစ်ပါတယ်အခု center ကြောက်အောင်လည်းနည်းနည်းကျွန်တော်နေရာချလိုက် ပြန်ဆန်းကြည့်ကြအောင်။နောက်မြင်သူတို့အကျိုးဆုံးတရားရှိခဲ့လေဆိုရင် like subscribe နဲ့ share လေးတွေလုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျာ။ဒီနည်းလမ်းလေးကိုသုံးပြပြီးတော့စာသာနည်းဒီဖြစ်စီများဒီဖြစ်စီစိတ်ကြိုက်ဗီဒီယိုတွေကိုစလုံးနေထဲမှာထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။တကယ်လို့စလုံးတစ်လုံးမှာဗီဒီယိုတစ်ခုထည့်ခြင်းနဲ့ဆိုရင်လည်း dashboard ကိုမှစာသာတစ်လုံးနဲ့ရိုက်ပြီးရင်အခုလုပ်တဲ့နည်းလမ်းတွေတိုင်းဆက်လက်လုပ်ဆောင်ရင်စာသာတစ်လုံးဗီဒီယိုတစ်ခုစာသာတစ်လုံးဗီဒီယိုတစ်ခုစာသာတစ်လုံးဗီဒီယိုတစ်ခုကိုအစဉ်အပြည့်လုပ်နိုင်မှာဖြစ်ပါတယ် 一句话被骂了，我就是挺喜欢